မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်အောက်တိုဘာလ19ရက်နေ့ Radio NUG ရဲ့မနေ့ကင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များရှင်းလင်းတင်ပြတဲ့သတင်းကိုတင်ပြပေးပါမယ်။ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာဗီဒီယိုကွန်ဖရင့်ကနေတဆင့်ကျင်းပခဲ့တဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး51မြင်းဆောင်2025မှာအမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒီတန်တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ကြောင်းသိရရှိပါသည်။အစည်းအဝေးမှာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန်းကအပွင့်အမှားစကားပြောကြားပြီးတဲ့နောက်ဂျာကာလာဒီတန်တရာပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဘုတ်ကော်မတီဒုတိယဥက္ကဋ္ဌပြည်တော်စုဝန်ကြီးဦးလွင်ကိုလက်ကအစည်းအဝေးများဆောင်ရွက်နိုင်မှုအခြေအနေအရေးပေါ်အုတ်ချုပ်ရေးဆောင်ရွက်နေတဲ့မြို့နယ်များအမိန်ကြေညာစာထုတ်ပြန်မှုညွှန်ကြားချက်များထုတ်ပြန်ထားမှုလုပ်ငန်းများမှာပအားဖပြန်တမ်းများပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်းလာစဉ်မြို့နယ်ခရိုင်အစည်းအဝေးခန်းစာများတောင်းခံခြင်းမြို့နယ်များအလိုက်လုပ်ငန်းစွမ်းဆောင်ရည်များတုံ့တက်ခြင်း တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်စီမံချက်ရေးဆွဲပြီးတော့ဆောင်ရွက်ခြင်းမြို့နယ်ရာဇဝတ်တရားစီရင်ရေးအဖွဲ့ဖွဲ့စည်းထားမှုအရေးယူဆောင်ရွက်ထားရှိမှုအခြေအနေများနဲ့ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်အရေးပေါ်အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့မြို့နယ်များနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူများကရှင်းလင်းတင်ပြပြီးတက်ရောက်လာကြတဲ့ကော်မတီဝင်များကသိရှိလိုရာများကိုစွန့်နှင်းမင်းများအကြံပြုခဲ့ကြကပြည်တော်စုဝန်ကြီးဦးလွင်ကူလက်ကပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးတော့ရေးရကော်မတီများအလိုက်လုပ်ငန်းဆောင်ရွက်ချက်များတင်ပြဆွေးနွေးရမှာဥပဒေရေးရကော်မတီနိုင်ငံတကာဆက်ဆံရေးကော်မတီပြည်သူ့ရေးရကော်မတီအလို့သမားရေးရကော်မတီတို့ကတင်ပြဆွေးနွေးကအစည်းအဝေးကိုရနာခဲ့တယ်လို့သိရပါတယ်။အစည်းအဝေးကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌအတွင်းရေးမှုနဲ့အဖွဲ့ဝင်များရေးရကော်မတီအဖွဲ့ဝင်များဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကာကွယ်ဝင်ကြီးဌာနက QR code ပါဝင်တဲ့မှတ်တမ်းတင်ဂုဏ်ပြုလွှာအသစ်ဖြစ်ပေးပို့သွားမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကအလူရှင်များထံပြန်လည်ပေးအပ်တဲ့မှတ်တမ်းတင်ဂုဏ်ပြုလွှာအား QR code ပါဝင်တဲ့ဂုဏ်ပြုလွှာအသစ်ဖြစ်ပေးပို့သွားမယ်လို့အတည်ပြုထားပါတယ်။အော်တိုဘာလ18ရက်နေ့ကစတင်ကအလူရှင်များအနေနဲ့ကိုယ်တိုင် scan ဖက်ကစစ်ဆေးနိုင်မဲ့ QR code ပါဝင်တဲ့မှတ်တမ်းတင်ဂုဏ်ပြုလွှာဒီဇိုင်းအသစ်ကိုပေးပို့သွားမယ်လို့ဆိုပါတယ်။ အလူရှင်များအနေဖြင့်မိမိတို့လက်ခံရရှိလာတဲ့ဂုံပြူမှတ်တမ်းလွှာများမှာပါဝင်တဲ့ QR code ကိုစကန်ဖက်ပြီးတော့ပေါ်လာတဲ့ URL link verify.modnug.org ကိုနှိပ်ကာစစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ကာကွယ်ဝန်ကြီးဌာနကပေးပို့တဲ့မှတ်တမ်းဖြစ်ပါက အလူရှင်အမည်အဖွဲ့အစည်းအမည်ငွေကြေးပမာဏဂုံပြူမှတ်တမ်းနံပါတ်နဲ့ထုတ်ဝေတဲ့ရက်စွဲများပေါ်လာမှာဖြစ်တယ်လို့သိရပါတယ် QR code သို့မဟုတ်ဂုံပြူမှတ်တမ်းဟာအတုပြုလုပ်ထားခြင်းစင်တူယိုမှာပြုလုပ်ထားခြင်းဖြစ်ပါကမှတ်တမ်းတင်ထားခြင်းမရှိပါဟုပေါ်လာမှာဖြစ်ပြီးတော့ယခုလိုအဆင့်၄ဆင့်ဖြင့်အလူရှင်များကိုယ်တိုင်ဂုံပြူမှတ်တမ်းလွှာကိုအတုအစစ်ခွဲခြားစစ်ဆေးနိုင်မှာဖြစ်တယ်လို့အသိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နယ်ကြားကာလစကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စီစစ်ရွေးချယ်ကော်မရှင်တို့တွေ့ဆုံဆွေးနွေးတဲ့တဲ့င်ကိုတင်ပြပေးပါမယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နယ်ကြားကာလစကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စီစစ်ရွေးချယ်ကော်မရှင်တို့တွေ့ဆုံဆွေးနွေးမှုတစ်ရက်ကို2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မနက်10:00နာရီအချိန်မှာဗီဒီယိုကွန်ဖရင့်ကနေတဆင့်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဦးမြင့်ထွေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးတဲ့နောက်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့အခြားသောအင်အားစုများနဲ့ညှိနှိုင်းချိတ်ဆက်ပေါင်းစပ်ထားမှုအခြေအနေများအစိုးရဖွဲ့စည်းဆိုင်ရာကိစ္စရပ်များနဲ့ရှေ့လုံငန်းစဉ်များဆိုင်ရာကိစ္စရပ်များကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တာဝန်ရှိသူတအူးကရှင်းလင်းပြောကြားခဲ့ပါတယ်။အရင်နောက်တက်ရောက်လာကြတဲ့တာဝန်ရှိသူများက သုံးသက်အကြံပြုဆွေးနွေးခဲ့ကြကာယူနီလက်တော်ကိုယ်စားလှယ်များဘက်ကလည်းပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့သိရပါတယ်။အဒီနောက်ရှိလုပ်ငန်းစဉ်ကိစ္စရပ်များအပေါ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာမွန်တဲ12နှစ်အချိန်မှာအစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာသကိုင်းဖက်ဒရယ်ယူနီလက်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌသကိုင်းဖက်ဒရယ်ယူနီလက်တော်ကိုယ်စားလှယ်များနဲ့ဂျားကာလာသကိုင်းဖက်ဒရယ်ယူနီအစိုးရအဖွဲ့စည်းစိမ်ရွေးချယ်ရေးကော်မရှင်မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရန်ကုန်ဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံမှူးချန်းရေးဆွဲရေးကော်မရှင်တာဝန်ပြီးဆုံးကြောင်းအသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ဂျာကာလာအစီအမံမှူးချန်းရေးဆွဲမှုဆောင်ရွက်ပြီးတာကြောင့်မှူးချန်းရေးဆွဲရေးကော်မရှင်တာဝန်ပြီးဆုံးပြီဖြစ်ကြောင်းရန်ကုန်လွှတ်တော်ကအသိပေးထုတ်ပြန်ထားပါတယ်။ရန်ကုန်လွှတ်တော်က2025ခုနှစ်ဇူလိုင်လ25ရက်နေ့မှာကျင်းပခဲ့တဲ့အထမအကြိမ်အစည်းအဝေးဒုတိယနေ့မှာရန်ကုန်ဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံ မူကြမ်းရေးဆွဲရေးကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးအပ်ဖြစ်တယ်လို့ဆိုပါရီကော်မရှင်အနေနဲ့ကြားကာလအစီအမံမူကြမ်းရေးဆွဲခြင်းလုပ်ငန်းတာဝန်များကိုတမတ်ကာလထက်စောလင်စွာပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးတော့2025အောက်တိုဘာလ14ရက်နေ့မှာကြားကာလအစီအမံမူကြမ်းကိုပေးပို့တင်ပြနိုင်ခဲ့တယ်လို့သိရပါရီ ဒါကြောင့်ကော်မရှင်အဖွဲ့ဝင်များအားလုံးရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှစူးစမ်းလှုပ်ဆောင်ချက်များအပေါ်လေးစားဂုဏ်ယူကြောင်းကြားကာလအစီအမံမူကြမ်းအောင်မြင်စွာရေးဆွဲနိုင်ရည်ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အဖွဲ့အစည်းအစုအဖွဲ့များပညာရှင်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။ရေးဆွဲထားပြီးတဲ့ကြားကာလအစီအမံမူကြမ်းအား ဥပဒေနဲ့အညီလွှတ်တော်ကိုပေးဖို့တင်ပြပြီးတာကြောင့်မူကျန်းရေးဆွေးရေးကော်မရှင်လုပ်ငန်းတာဝန်များပြီးမြောက်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ကစတင်ကရန်ကုန်ဖက်ဒရယ်ယူနစ်ဂျားကာလာအစီအမံမူကျန်းရေးဆွေးရေးကော်မရှင်ရဲ့တာဝန်များပြီးဆုံးပြီဖြစ်ကြောင်းအသိပေးထားပါရခင်ဗျာဆက်လက်ပြီးတော့ဒီသားကံများနဲ့တော်လိုင်းရဲဘော်များအတွက်ပါအသိပညာများစွာရရှိခဲ့ကြောင်းထီလင်းမျိုးနဲ့ WCP သင်တန်းသားများမှတ်ချက်ပြုတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းဒေသကြီးထီလင်းမြို့နယ်မှာပြုလုပ်ခဲ့တဲ့ပဋိပက္ခကာလအတွင်းအမျိုးသမီးနဲ့ကလေးငယ်များကာကွယ်စောင့်ရှောက်ရေး WCB တင်နန်းကိုစက်တင်ဘာလနဲ့အောက်တိုဘာလတွေမှာပြုလုပ်ခဲ့ပြီးတော့တင်နန်းမှာဒေသခံတွေနဲ့တော်လိုင်းရဲဘော်တွေအတွက်အသိပညာများစွာရရှိခဲ့ကြောင်းတက်ရောက်လာကြသူတွေကမှတ်ချက်ပြုပြောကြားခဲ့ကြောင်းလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှတတင်းထုတ်ပြန်ထားပါတယ်မိမိကလေးတွေအတွက်ရောပတ်ဝန်းကျင်ကကလေးတွေအတွက်ပါမွေးရပါ ရရှိမဲ့ကလေးတန်းငယ်အခွင့်အရေးစာချုပ်မှာပါရှိတဲ့အချက်တွေကိုပုံမူသိရှိလာပြီးတော့ပဋိပက္ခကာလအတွင်းကလေးတွေကိုစစ်မှုထမ်းစီခိုင်းခြင်းကနေကာကွယ်ပေးရမယ့်အချက်တွေကိုပုံမူနားလည်လာပါတယ်လို့တင်းနန်းသားတအုပ်ကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။အလားတူတင်းနန်းတက်ရောက်လာကြတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တအုပ်ကလည်း ကိုယ်တိုင်ရဲဘော်တယောက်ဖြစ်တယ်လို့ခလီတငယ်အခွင့်ရေးနဲ့အမျိုးသမီးတွေအကြမ်းဖက်ခံရမှုအခြေအနေတွေကိုအခုတင်နန်းမှာပုံမနားလည်လာတဲ့အတွက်ကြောင့်မိမိတို့တက်ရင်တက်ဖွဲ့တွေအနေနဲ့ COC ကျင်းဝစည်းကမ်းတွေကိုပုံမလိုက်နာပြီးတော့အမျိုးသမီးနဲ့ကလေးငယ်များအပေါ်အကြမ်းဖက်မှုတွေနဲ့ချုံပေါင်းမှုတွေမရှိအောင်ပုံမကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။တင်နန်းမှာတော့လက်နက်ကင်ပဋိပက္ခအတွင်းကကလေးငယ်များအခြေအနေ Children in Armed Conflict ကလေးအခွင့်အရေး Child Rights ကလေးတငယ်ကဝယ်ဆောင်ရှောက်မှု Child Protection Gender အခြေပြုအကြမ်းဖက်မှုများ Gender Based Violence ကလေးတငယ်များအပေါ်ချိုးဖောက်တဲ့ကြီးလေးတဲ့ချိုးဖောက်မှု6ရပ်ဖြစ်တဲ့တပ်ဖြတ်ခြင်းကိုလဲအင်ကာပျက်စီးစေခြင်းလိင်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတက်တန်းအသည့်စုဆောင်းခြင်းစတဲ့အချက်တွေနဲ့ပဋိပက္ခအခြေအနေတွေမှာဖြစ်ပေါ်လာတဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု CRSV Conflict Related Sexual Violence တွေနဲ့ ဒီအချက်တွေနဲ့ဆက်လင်းပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားတဲ့ဥပဒေများအကြောင်းကိုဆွေးနွေးပူချခဲ့ကြပါတယ်။တင်နန်းကိုတော့လူအခွင့်ရေးဆိုင်ရာတာဝန်ခံအမျိုးသမီးတဦးကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ကြေးရွာပါအားဖားကလည်းကူညီခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့တိုကျိုမှာပြုလုပ်မယ့်စတုဒ္ဒအချိန်မြောက်ဖက်ဒရယ်ပွဲတော်သူဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ဂျပန်နိုင်ငံရောက်တိုင်းရင်းသားအင်အားစုများဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုအားပေးထောက်ခံသူများနဲ့အတူအတူတကွပူးပေါင်းကာဒိုဂျိုမြို့ထိုယာမာပါကမှာရှင်ကျူခူစီတီရဲ့ထောက်ခံအားပေးမှုဖြင့်စတုဒ္ဒအကြိမ်မြောက်ဖက်ဒရယ်ပွဲတော်အားနိုဝင်ဘာလ23ရက်နေ့မှာမနက်10:00နာရီကနေပြီးတော့ညနေ9:00နာရီအထိကျင်းပပြုလုပ်သွားမယ်လို့သတင်းရရှိပါတယ်။ ိုင်းသားလူမျိုးပေါင်းစုံတို့ရဲ့ဓလိထုံးစံများယဉ်ကျေးမှုအစဉ်လာများနဲ့ဖျော်ဖြေရေးအစီအစဉ်များအရသာရှိတဲ့အစားအသောက်များရိုးရာယဉ်ကျေးမှုဖက်ရှင်များကိုဘောလင်စီတဲ့အမှတ်တရပစ္စည်းများပါတနေရာထဲမှာစုံစုံလင်လင်ရရှိနိုင်မဲ့ယဉ်ကျေးမှုပွဲတော်ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပွဲတော်မှာရရှိလာမဲ့အကျိုးအမြတ်များအားမြန်မာပြည်တွင်းမှာရှိတဲ့နေရာဒေသအသီးသီးမှစစ်ဘေးဒုက္ခကြုံတွေ့ခံစားနေရတဲ့ဒေသများသို့အပြည့်အဝပေးဖို့လှူဒါန်းသွားမယ်လို့သိရပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက် Carshell နဲ့ဗရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။